ဘကိုးတိုင်းအုပ်တွင်းမြို့နယ်ရန်ကုန်မန္တလေးအမြန်လာဟောင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့အင်စီကနဲ့ရထားတွဲကိုပြစ်ခတ်တိုက်ခတ်ခဲ့ရမှာစစ်တပ်က၅ဦးသေဆုံးခဲ့တယ်လို့တောင်ပိုင်းစစ်ဒေသအမှတ်နှစ်စစ်ဒေသခွဲကပြောဆိုထားပါတယ်။ရွှေနေမက်ဆလာ29ရက်နေ့မနက်6နာရီခန့်ကရန်ကုန်မန္တလေးအမြန်လာဟောင်းအုပ်တွင်းမြို့နယ်ညောင်ချီတောင်အပိုင်းမှာပြည်သူ့ကာကွယ်တပ်မတော် PDF စစ်စင်ရေးနေမြေနဲ့တိုင်းစစ်ဌာနဘကိုးကုတ်ကဲမှုအောက်ရှိ view 23 2005နှစ်စစ်တောင်းစစ်ကြောင်းမှာလုံခြုံရေးဆိုင်ရာစစ်ဆေးဆောင်ရွက်ခြင်းများပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီလိုစစ်ဆေးမှုများဆောင်ရွက်နေစမှာမန္တလေး9နာရီ45မိနစ်ခန့်ညောင်ချေတော့အပိုင်ရဲစခန်းမှာအင်အား6ဦးနဲ့ထွက်လာတဲ့အေစီကားအဖြူကောင်တစ်စီးနဲ့ရထားကောင်းတဲ့တိုးနဲ့အင်အား10ဦးလိုက်ပါလာတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအခြားဘက်စစ်ကောင်စီတပ်သား9ဦးသေဆုံးက3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ ပြည်သူကိုကောက်ွယ်ပေးတဲ့တမတော်ထူထောင်ရန်ဆန္ဒပြုကြောင်း NUG ထုတ်ပြန်လာတဲ့အကြောင်းကိုလည်းဖော်ပြပေးပါမယ်။ပြည်သူလူထုရဲ့အသက်အိုးအိမ်စီစဉ်ကိုဖျက်ဆီးနေတဲ့အာနာဒိတ်စစ်ကောင်စီကနိုင်ငံအနှံ့တော်လန်တိုက်ခိုက်နေမှုကိုခစ်တဲ့ပတ်စစ်တော်လန်ကြီးလို့ရည်ညွှန်းပြီးထိုကာလအလုံးမှာပြည်သူကိုအလေးထားကောက်ွယ်ပေးတဲ့ပြည်သူတမတော်ဖြစ်ထူထောင်ရန်မျှော်မှန်းဆန္ဒပြုကြောင်းမြို့သားညီညွတ်ရေးဆိုရ NUG ကထုတ်ပြန်ထားပါတယ်။ယမန်နေ့မတ်လ29ရက်နေ့မှာကြောက်တဲ့ဒီရှိစေပြည့်ဖက်စစ်တော်လိုင်းနဲ့အခမ်းအနားတို့ပေးပို့တဲ့သဝင်တော်မှာ NUG ကထုတ်ထုတ်ဖော်ပြထားခြင်းလည်းဖြစ်ပါတယ်။ အတိတ်ပိုင်းမှာမြန်မာပြည်သူတရက်လုံးရဲ့လွတ်လပ်ခွင့်အချုပ်ချာအာဏာပိုင်ဆိုးခွင့်တို့ကိုလက်နက်နဲ့နိုင်ကျင်ကောင်နယ်မြေချက်တွင်သိမ်းပိုက်ခဲ့ကြတဲ့နယ်ချက်ဖက်စစ်တပ်တွေကိုတိုင်းရင်းသားပြည်သူတရက်လုံးရဲ့ပူးပေါင်းတွန်းလှန်တိုက်ခိုက်မှုနဲ့အောင်မြင်စွာမောင်းထုတ်နိုင်ခဲ့တယ်လို့ NUG ကဆိုပါတယ်။လက်ရှိချိန်မှာတော့တိုင်းရင်းသားပြည်သူလူထုရဲ့အခွန်အာဏာချွေးနှဲစွာနဲ့တိစောက်ထားတဲ့နိုင်ငံတော်ကာကွယ်ရေးရန်တရားကိုကိုကျိုးအပ်တာဖတ်ပြီးညံဖြစ်တဲ့ချက်ဖက်စစ်အုပ်စုကအာရမအာဏာလုယူကောင်ပြည်သူလူထုရဲ့အသက်အိုးအိမ်စီစဉ်ကိုကာကွယ်ရမယ်စစ်တဲ့အဖြစ်မှာပြည်သူလူထုရဲ့အသက်အိုးအိမ်စီစဉ်ကို ရန်ပြူချင်းကြောက်ဖြစ်စည်းနေတဲ့ဖက်စစ်စစ်တပ်အတွင်းသို့ကူးပြောင်းလာခဲ့တယ်လို့ NUG ကဖော်ပြထားတာဖြစ်ပါတယ်။အတိတ်တပိုင်းမှာတိုင်းရင်းသားပြည်သူများရဲ့စူးစီးညီညွတ်မှုနဲ့အောင်ပွဲများရရှိခဲ့တယ်လို့လက်ရှိပြည်သူ့ຫນွေဦးတော်လိုင်းမှာ NUG အနေနဲ့တိုင်းရင်းသားပြည်သူအားလုံးနဲ့ဟန်ချက်ညီညီလက်တွဲဆောင်ရွက်နေပြီးမကြာမီကာလမှာအောင်ပွဲများဆက်ကိုးနိုင်ရန်ဆန္ဒပြုကြောင်း NUG ကထုတ်ပြန်ထားတာပါ။ပြည်တွင်းပြည်ပဖက်စစ်မိတ်ဆက်တွေကိုခေတ်ဆက်ဆက်ရရနီလန်နဲ့တော်လန်တိုက်ခိုက်ခဲ့ကြတဲ့တိုင်းရင်းသားပြည်သူများအားလုံးရဲ့ဆွလုံးအနေနာခံမှုကို အစိုးရမြန်အောင်မေတ္တရိယလေးစားဥညွတ်ပါကြောင်းလဲအမျိုးသားညီညွတ်ရေးအစိုးရရဲ့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။အကြမီကာလမှာ ပြည်သူများအလုံးအောင်ပွဲများဆုခွနိုင်ပြီးအသည့်ပြန်လဲတည်ဆောက်မဲ့ဖက်ဒရယ်တပ်မတော်ကိုဖက်စစ်တရေဆိုးကင်းစင်၍ပြည်သူကိုလေးထားကာကွယ်ပြီးတော့ပြည်သူတပ်မတော်တရေဖြစ်ထူထောင်နိုင်ရန်မျှော်မှန်းဆန္ဒပြုပါတယ်လို့ NUG ကဖေးပို့တဲ့သတင်းတော်မှာဖော်ပြထားတာဖြစ်ပါတယ်။ပြောင်းစုတော်တော်ကိုစားပြုတ်ကော်မတီ CRPH ကထုတ်ပြန်တဲ့180ပြည့်ဖက်စစ်တော်လိုင်းနေတဲ့တဝန်တော်မှာလည်းမြန်မာပြည်သူလူထုက ဖက်ဆစ်ဂျပန်တွေကိုမြန်မာမျိုးပေါ်မှာအပြေးတိုင်တိုက်ခုတ်နိုင်ခဲ့တော်လဲမိမိနိုင်ငံနဲ့မိမိလူမျိုးအပေါ်လူမဆန်တဲ့လုပ်ရမ်းများနဲ့ဖိနှိပ်အုပ်ချုပ်တဲ့အကြမ်းဖက်ဆစ်အာဏာရှင်စနစ်ဆုတ်လောက်မှာဒီကနေ့ချိန်ထိရုန်းကန်နေရဆဲဖြစ်ကြောင်းလဲဖော်ပြထားပါဗျ။ဒီကနေ့နယူးယောက်ဒေါ်လာကြီးကဆစ်အာဏာရှင်စနစ်ဆုတ်ကိုဒေါ်လာတိုက်ခုတ်ပြီးဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုတည်ဆောက်မဲ့နောက်ဆုံးတိုက်ပွဲဖြစ်ကြောင်းလဲ CRPH ကဆိုပါဗျ။ဒါကြောင့်ဒေါ်လာအင်အားစုများအားလုံးအနေနဲ့အနာဂတ်မျိုးဆက်တင်များအတွက်လွတ်လပ်၍တရားမျှတတဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးမှာ ်အထိတ်သမိုင်းသင်ခန်းစာများကိုစံနမူနာယူ၍ဇွဲမလျှော်ဘဲဆက်လက်တိုက်ပွဲဝင်သွားကြစေလိုကြောင်း CRPH ကတိုက်တွန်းထားတာဖြစ်ပါတယ်။ထို့ပြင်အာနာသိစကောင်စီရဲ့မတရားမှုနဲ့ဖိနှိပ်မှုတွေကိုဆန့်ကျင်ပြီးတိုင်းရင်းသားပြည်သူများအလုံးအတူရှင်တွဲနေထိုင်သွားနိုင်မယ်။ Federal Democracy ပြည်ထောင်စုပေါ်ပေါက်လာသည့်အထိသမိုင်းဘေးတာဝန်တွေကိုကျေပွန်စွာထမ်းဆောင်သွားပါမယ်လို့တန်လိမ့်တန်ပြုကြောင်းပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကထုတ်ပြန်ထားပါတယ်။ဂရင်းနီပြည်နယ်မှာစစ်ကောင်စီတပ်သားတအုပ်နဲ့စစ်မှုထမ်းတပ်သားတစ်တုံးဦး လန်နာတက်လက်ယူဆောင်လာပြီး KAD ရဲ့ထံအလင်းဝင်လာတဲ့အကြောင်းကိုလည်းဆက်ပြီးပြောပါမယ်။ဂရီနီပြည်နယ်မှာစစ်ကောင်စီတပ်သားတအုပ်နဲ့စစ်မှုထမ်းတပ်သားတအုပ်လန်နာတက်လက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့တယ်လို့ KAD ရဲ့တယင်ကားကပြောဆိုထားပါဗျ။မတ်လ26ရက်နေ့ကဂရီနီမျိုးသားများကာကွယ်ရေးတပ် KAD ရဲ့အမငါတယင်တာဝန်ယူထားတဲ့ရှေ့တန်းနယ်မြေမှာစစ်ကောင်စီတပ်သားတအုပ်နဲ့စစ်မှုထမ်းတပ်သားတအုပ်တို့က MA1 မျိုးစားတနက်တက်လက်နဲ့အတူထွက်ပြေးလာပြီးအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါဗျ။အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားများက ၎င်းတို့စိတ်ဆန္ဒအရဝင်ရောက်ခဲ့ခြင်းမဟုတ်ဘဲအထင်အရမှစုဆောင်းခံရပြီးတက်တွဲရောက်လာရသူများဖြစ်ကောင်းစစ်ကောင်စီမှတင်နန်းပို့ချနေတဲ့ကာလာများမှာလည်းထွက်ပြေးရန်အချိန်ချင်းကြိုးစားခဲ့ကြောင်းသို့တော်လည်းလူမျိုးချင်းမရှိဘဲရှေ့တန်းစစ်မြေပြင်သို့အရမှပို့ဆောင်ခံရခြင်းဖြစ်ကြောင်းဝန်ခံထွက်ဆိုထားတယ်လို့ KNTF တရင်ကကပြောဆိုထားတာပဲဖြစ်ပါတယ်ဒေါ်လာရင်းကြာမြင့်လာတဲ့နေ့အမြောက်စစ်ကောင်စီဘက်မှစစ်စီရေးများအထင်အရွေတသားပြောက်ဆုံးမှုများတိုးလာခြင်းလူဆွမ်းအားပြတ်လာခြင်းစတဲ့ပြဿနာများကြောင့် မရေဖန်ဆီးပြီးလူသစ်စုဆောင်မှုများတိုးမြင့်လောက်ဆောင်လာခြင်းကိုတွေ့ရှိရပြီးထို့သို့အတင်းအဓမ္မဖန်ဆီးမှုတွေကြောင့်ထွက်ပြေးဗတ်ပြောင်းသူများပုံပုံများပြားလာတယ်လို့လည်းသိရပါဗတ်ပြောင်းကိုလိုနာနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးကို KTT အမှန်ငါတရင်ကသက်ဆိုင်ရာဌာနတော်လွှဲပြောင်းပြီးလုံခြုံဘေးကင်းစွာဆောင်ရှောက်ထားတယ်လို့လည်းသိရပါဗကျန်ရှိနေတဲ့စစ်ကောင်စီလောက်မှတာဝန်ထမ်းဆောင်နေတဲ့တပ်ဖွဲ့ဝင်များအနေနဲ့အာရရှင်စစ်ကောင်စီကိုကြောက်ခိုင်းပြီးပြည်သူလူထုကိုမျက်နှာမူကလာရောက်ပူးပေါင်းကြဖို့ KTT ကဖိတ်ခေါ်ထားပါဗျာ AOD တိုင်းဟောင်းစတိုယန်ကီလိုမီတာအဖြစ်13,590ကျဲဝန်းသလို2014တကောင်းစင်းတွေရလူဦးရေ6ထပ်သမားတန်းရှိပြီးတိုင်းနယ်ပြည်နယ်စလီကူမှာဒုတိယလူဦးရေအများဆုံးဒေသကြီးလည်းဖြစ်ပါတယ်။နိုင်ငံရေးစပယ်ကြီးလိုတင်းစားခေါ်ရရလည်းဖြစ်တာကြောင့်တိုင်းပြည်ရဲ့စီးပွားရေးအတွက်လွန်စွာမှအရေးပါတယ်လို့ဆိုရမှာလည်းဖြစ်ပါတယ်။2021ဆက်အာနာသိန်းချိန်မှာ AOD လူလူဟာအခြားသောဒေသများကဲ့သို့ပင်ဝိုင်းဝန်းဆက်ကျင်ခဲ့ကြတော့လေနိုင်ငံအနှံပြလက်နက်ကင်တော်လိုင်းကြီးဖြစ်ပွားလာတဲ့အခါမှာတော့ အများစုဟာတုံ့နှိပါဝင်နေကြတာဖြစ်ပါတယ်။ထို့အတွက်လည်းစစ်ကောင်စီလိုလားတဲ့ဒေတာလားလို့ပင်မေးခွန်းထုတ်เสียဖြစ်လာခဲ့ပါတယ်။၂၀24ကုန်ကန်ဒီအထိစစ်အာဏာရှင်တွန်းလိုက်လှုပ်ရှားမှုများကအ ਨੇ ကျဲသာရှိနေခဲ့၍လည်း AOR တိုင်းကစစ်ကောင်စီရဲ့ခံတကြီးတဖွဲ့ဖြစ်လာခဲ့ပါတယ်။တရင်စတရင်နဲ့ဖွဲ့စည်းထားတဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်အမတ်66ချင်းမြတောက်မလောက်ခံတရင်နေရင်ဟိုင်ဂျီကျုံးမှရှိတဲ့ပန်မဝတီရေတပ်ဌာနချုပ်အမတ်လေးမဟာဗျူဟာရေတပ်အုပ်စုများအခြေဆက်ရာဒေတာလည်းဖြစ်ပါတယ်။ ပထဝီအနေထားရာမရေတွက်နိုင်လောက်အောင်မြေချောင်းများပေါများလွန်လာကြောင်းလဲစစ်တပ်မှအလွယ်တကူပိတ်ဆို့နိုင်နေတာဖြစ်ပါတယ်။ AOD တိုင်းတွင်းနေထိုင်သူဒစိတပိုင်းကစစ်တပ်ကိုလိုလားသူများဖြစ်နေပြန်တာကြောင့်တော်လိုင်းတပ်ဖွဲ့များဖို့အထူးသတိကြီးစွာထားပြီးလှုပ်ရှားဖို့လိုအပ်လာနေပြီဖြစ်ပါတယ်။2015နဲ့2020ရွေးကောက်ပွဲများမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေရာအများစုမှာအနိုင်ရခဲ့တော့လဲ AOD တိုင်းမှာတော့အခြားသောဒေသများကဲ့သို့တောင်ပြိုကမ်းပြိုအနိုင်များခဲ့ပဲကျန်းဖို့ပါတီကမဲအီအတွက်တော်တော်များများရရှိခဲ့ပါတယ်။ ်အကြဖတ်စစ်တပ်အားလက်နက်စွဲကင်တိုက်ခိုက်လိုတဲ့အုပ်စုများကအနောက်ဆုစုရှိရခိုင်ရိုးမနဲ့စစ်တောင်းမြေအရှိတ်ကံများစီတို့ဥတီထွက်ခွာခဲ့ကြပြီးအာရခတတော်နဲ့ကင်းအမျိုးသားတမကလောက်ခံလက်နက်ကင်တပ်များထံစစ်ပညာများအသီးသီးတင်ယူခဲ့ကြပါတယ်။ယခုအခါမှာတော့အားလုံးရဲ့ပြည်တော်ပြန်ခီးစတင်လာကြပြီဖြစ်ပါတယ်။2024နှစ်ကုန်ပိုင်းလောက်မှာအာရခတတော်ကအေယော်ရီနဲ့ရခိုင်နယ်စပ်ရှိဝါမျိုးကိုထိန်းချုပ်နိုင်ဖို့တိုက်ပွဲများစတင်လာခဲ့မှုနဲ့အတူအေယော်ရီစစ်မျက်နှာဟာတပ်ဝင်လှုပ်ရှားလာခဲ့ပါတယ်။ ကွာကိုအာရခတတော်မှာတည်ယူနိုင်ခဲ့ပြီးတဲ့နောက်2025အစောပိုင်းမှာပြည်သူ့ကာကွယ်ရေးတပ်များနဲ့နှွေဦးတော်လိုင်းအဖွဲ့များက AR တိုင်းအတွက်သို့ခြိတက်လာနိုင်ခဲ့ကြပါတယ်။အာရခတတ်များနဲ့အတူကွာမြို့တောင်ဘက်ကမ်းခြေရွာနေရွာကိုတည်ယူနိုင်ခဲ့ပြီးယခုအခါမှာတော့အပန်းပြေစခန်းများရှိရာရွှေတောင်ရံချောင်းသာနဲ့ငွေဆောင်တို့ကိုချင်းချောက်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။အကြံဖက်စစ်တပ်ဘက်ကတော်လိုင်းတပ်ဖွဲ့များရှေ့ဆက်မတိုးလာနိုင်ဖို့ရွှေတောင်ရံမှာအခိုင်အမာခုခံကာကွယ်နေရပြီလည်းဖြစ်ပါတယ်။သို့တော့ A နဲ့ PDF တမရဲ့ထိုးစက်ကအခြားတစ်ဖက်မှထွက်ပေါ်လာခဲ့ပြီးငတိုင်းချောင်းမြို့အရှိတ်ဘက်မှရှိတဲ့အမှတ်344အမြောက်တရင်အား UD တိုက်ခိုက်လာနေပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့လအတွင်းတာပေါင်းမြို့ရှိစစ်စခန်းတစ်ခုကိုသိမ်းယူနိုင်ခဲ့ပြီးအနီးနားရှိခြေရွာများမှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေတယ်လို့သတင်းများမှာဖော်ပြထားပါတယ်။ယခုလအတွင်းရေကြီးမြို့နယ်အတွင်းသို့တိုက်ပွဲများကူးဆက်လာနေပြီဖြစ်တယ်လို့ဆိုပါတယ်။ A နဲ့ပူးပေါင်းတပ်တွေကတာပေါင်းရေကြီးလေးမျက်နှာငတိုင်းချောင်းမြို့နယ်များအတွင်းတပြိုင်တည်းဆက်လက်တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်ဟာ၎င်းတို့ရဲ့တစ္ဆာကံတက်တွေကိုနေရအနှံ့ဖျက်ချက်ထားရတယ်လို့လဲဆိုပါတယ်။ရှေးလျှောက်တိုက်ပွဲတွေကကံကြီးတောင်ငပူတောင်မြန်အောင်နဲ့အင်ကပူမြို့နယ်များတွင်သို့ကူးဆက်လာပွဲရှိနေပါတယ်။ကင်းပြည်နယ်အတွင်းစစ်တပ်နှများပြီးမြောက်အောင်မြင်ခဲ့ပြီဖြစ်တဲ့ AR တိုင်းသားတို့ကအမျိုးသားညီညွတ်ရေးအစိုးရရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတရင်များနဲ့အတူစစ်တောင်းမြစ်ကိုဖျက်ပြီး AR တိုင်းတွင်သို့ဝင်ရောက်လာနေပြီဖြစ်ပါတယ်။ AR PDM များနဲ့ຫນွေဥတော်လိုင်းဖွဲ့များကောင် လေးနှစ်လုံးလုံးဆင်းရဲအပင်မခံကရုန်းကန်ခဲ့ကြပြီးတဲ့နောက်ယခုအခါမွေးရည်မြေတို့ပြန်လာနိုင်ခဲ့ပြီဖြစ်ပါတယ်စစ်တဟာကာလကြာမြင့်စွာကပင် AOD အား၎င်းတို့ရဲ့စိတ်ချလုံခြုံရတဲ့နောက်တန်းခံတဲ့ကြီးဖြစ်ယူဆထားခဲ့ကြတာဖြစ်ပါတယ်ယခုအခါမှာတော့တော်လိုင်းတပ်ဖွဲ့တွေကဒီမိုကရေစီနဲ့ကိုယ်ပိုင်ဆုံးဖြတ်ပြဋ္ဌာန်းပိုင်ခွင့်များအတွက်ရှေးရန်စစ်မှန်အဖြစ်အသွင်ပြောင်းလဲလိုက်ပြီလည်းဖြစ်ပါတယ်ပြည်သူတို့ရဲ့ခုခံတော်လှန်စေမောက်ချအောင်ရမည်